လိပ်ပြလုံအတိကအတိကလိပ်ပြလုံနေပေါ့နော်ညလိုးကပြည်သူလူထုကိုရရဆက်ဆက်ပပဆက်ဆက်တက်ဖြတ်နေတဲ့စစ်အာဏာရှင်ရဲ့ production company ရဲ့သူတို့နဲ့ပတ်သက်နေတဲ့သူတွေရဲ့ company နဲ့အတူလက်တွဲပြီးတော့မလုံရတဲ့အတွက်လိပ်ပြလုံနေတိကပြီးလို့ရှိရင်ခုနပြောသူပေါ့နော် freedom ရှိတဲ့နေရာမှာလုပ်တဲ့နုပညာကပို့ပြီးတော့အနှစ်သာရပို့ရှိတယ်လို့အာအဲ့ဒါကွာချတယ်လို့မျိုးထင်ပါတယ်ရှင်။ ်တပ်ကအာဏာသိမ်းပြီးတဲ့အချိန်မှာကလေးကဒီဝါရဖြန့်ချီပြီး propaganda ကတော့ဖြစ်လာမယ်ဆိုတော့မျိုးတို့ကမြင်ညာပြီးသားအာအဲ့တော့ဒီလိုမျိုးဖြစ်လာတယ်ဆိုတာအရန်ကိုအော်စရာမဟုတ်ဘူးပေါ့နော်ဒီဥစ္စာကိုဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတာကိုစားရဲကြိုးတွေးထားတယ်ကျွန်တော်တို့ကဒီလက်အောက်မှာစစ်စိုးရလက်စစ်အာဏာရှင်လက်အောက်မှာမနေနိုင်တဲ့အတွက်နိုင်ငံကနေဖတ်လာခဲ့တဲ့အတွက်ကျွန်တော်တို့ဒီလိုဟို သူတို့သူတို့လောက်ခံနေလို့သူဆရာမလို့သူတို့ကချိန်ချောက်လို့မရတဲ့အခြေအနေမှာရှိနေတယ်လို့ကြံခဲ့တဲ့လူပညာရှင်တွေလည်းသူတို့ကအာမျိုးလို့အတိရဲ့အတိတွေထဲမှာပေါ့နော်ဟိုအာစာဝတ်နေရေးအတွက်စာဝတ်နေရေးအတွက်ပါဆိုပြီးသူပြောကြတယ်ပေါ့နော်စာဝတ်နေရေးဆိုတော့မင်းတို့နားလေတယ်ဒါပေမဲ့အားလုံးကကို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 ဘဝကိုကိုမိသားစု selfishly ကြည့်မယ်ဆိုလို့ရှိရင်တော့မှန်တယ် ဒါကိုကိုယ့်ရဲ့ဒီအမ်ဘယ်လိုလဲကိုယ့်ရဲ့ livelihood အတွက်တရားကိုလုပ်ရတယ်။ဖိုက်ခံမအောင်ကြောက်တယ်။စောင့်ဝင်နေရရှိတယ်ဆိုတော့လက်ခံပင်မဲ့အားလုံးကအဲ့လိုမျိုးကြည့်မယ်ဆိုလို့ရှိရင်ဒေါ်လာကြီးကအောက်မြင်မှာမဟုတ်ဘူး။တကူတန်းတကူတောင်တကူကောင်းဆန်အားလုံးကတကူကောင်းဆန်မယ်ဆိုလို့ရှင်တော့တော်လိုင်းရအောင်မှာမဟုတ်ဘူးအားလုံးကတူတူလက်တွဲနေပြီးတော့ဟိုဒီတော်လိုင်းမှာပေါဝင်မှသာလေတော်လိုင်းရအောင်မှာဒီလိုမျိုး ကိုချင်းစာတတ်တဲ့စိတ်ရှိမယ်ဆိုလို့ရှင်တော့เนาะမင်းတို့တော်ထဲမှာရှိရသူတွေအော်တော်ထဲမှာတက်တည်ဆုံးချုံသွားရတဲ့သူတွေမိဘတွေနဲ့ဝေးသွားရတဲ့သူတွေသားသမီးတွေကိုဆုံးချုံလိုက်ရတဲ့မိဘတွေသူတို့တွေကျောသူတို့တွေကြတော့ဆိုတော့မိကုန်းတွေထွက်လာတယ်ပေါ့เนาะအဲ့တော့ဒီဟာကဟိုပေါ်မြန်မာက politics ကိုကတော့ gray ဖြစ်တဲ့ area ကြီးလို့မြန်မာကမြင်တယ်။ဒါပေမဲ့အဲ့ဒီ gray ဖြစ်တာကြီးကိုပဲ အော်ငါမတက်နိုင်အောင်လေငါမလုံနိုင်အောင်လေဆိုရဲဟိုင်းနဲ့ပြီးသွားလို့ရှင်တော့တော်တော်ရအောင်မမဟုတ်တော့ဘူးလို့စစ်ဆိုရလက်စစ်စစ်အာနာရှင်လက်အောက်ပါပဲတစ်လုံးကြီးသွားလိမ့်မယ်တို့အနာကတ်ကြီးသွားရှိတော့မှာမဟုတ်ဘူးတို့တို့ပဲတာယာတို့ပဲဟိုလှုပ်ချင်တာလှုပ်ပြီးတော့တို့လက်အောက်ပါပဲနေရာတော့မှာလေအဲ့တော့ကျွန်တော်တို့လည်းအခုအခုတော်လိုင်းရဲ့လူပညာရှင်တွေကိုကြည့်လိုက်ပါ majority အားလုံးကမြန်မာနိုင်ငံမှာ အေးဆေးနေပြီးတော့အလုပ်ဆက်လုပ်နေရတဲ့အမှုပညာရှင်တွေအများကြီးပဲเนาะနာမည်ကြီးအမှုပညာရှင်တွေအများကြီးပဲဒါပေမဲ့သူတို့ဒီအဲ့ဒါတွေကိုအလုံးကိုပစ်ချပြီးတော့ဖပေးရတယ်ဘာဖြစ်ဆိုတော့သူတို့မှာပြောပိုင်ခွင့်မရှိလို့ဒီဟာဝေဖန်ပိုင်ခွင့်မရှိလို့တားမြစ်ပိုင်လို့မရှိလို့လွတ်လပ်ပိုင်လွတ်လပ်စွာပြောပိုင်ခွင့်မရှိတဲ့အတွက်သူတို့မှာအနေရရှိတဲ့အတွက်သူတို့ဖပေးလာရတယ်ဘသူကကိုယ်နိုင်ငံကြီးကိုကိုကဆက်လုပ်ပြီးတော့သူများနိုင်ငံမှာเนาะဟိုဥမာ သူများနိုင်ငံမှာပေါ့နော်ဟိုအရန်ကိုအောက်ဟိုဘယ်လိုမလဲအခြေခံအလုပ်တင်တဲ့အနုပညာရှင်တွေပေါ့နော်အခြေခံအလုပ်တင်တဲ့ဘယ်သူကအလုပ်ချင်မှလဲအနုပညာကိုပဲလုပ်ချင်မှာပေါ့ဒီလိုဟိုဘယ်လိုမလဲမချစ်တဲ့ဝေရောပါလို့ဆိုလို့ရှိရင်ရုပ်ရှင်နေရနေရတချင်းနေစုံနေရအစနဲ့အများကြီးဝင်ဝင်ရနေလေသူတွေသူတို့ဆိုလို့ရှိရင်ဘာဖြစ်လို့အဲ့အရာတွေကိုပြစ်ချပြီးတော့ခုနိုင်ငံနော်ခုနိုင်ငံမှာအောင်မြင်မှုတစ်ခုရနေပြီနေရာတစ်နေရာရနေပြီတစ္ဆန်လည်းရှိတယ် ဒါပေမဲ့အဲ့အရာတွေအကုန်လုံး give up လုပ်ပြီးတော့မလုပ်လုပ်တာလဲဒါကသူတို့ကနိုင်ငံကိုချစ်တဲ့စိတ်နဲ့ဒီသူတို့ဒီမြန်မာပြည်သူပြည်သားတွေရဲ့အနာဂတ်အတွက်ကို fight they want to fight for it the only benefit benefit တစ်ခုပဲရှိတယ်တော်လန်ရေးအောင်မြင်ပြီးတော့မြန်တို့ democratic ဖြစ်တဲ့နိုင်ငံကြီးကိုရရှိဖို့အတွက် democracy ကိုပြင်ရဖို့အတွက်ပဲလုပ်နေကြတာဒီ democracy ရဖို့အတွက်အမျိုးပညာရှင်တွေက တောင်တနေရာနေပါဝင်ဖို့အရေးကြီးရယ် နိုင်ငံတကာနိုင်ငံမှာနိုင်ငံရဲ့အခြေအနေနိုင်ငံရဲ့ politics ကဘယ်လိုလဲဆိုတာကိုသိချင်လို့ရှိရင်သူတို့ရဲ့အမှုပညာကိုကြည့်ရတယ်ကြည့်ရတယ်အမှုပညာလွတ်လပ်မှုရှိလားအမှုပညာရှင်တွေကလွတ်လပ်မှုရှိနေလားအမှုပညာဖန်တီးတာလွတ်လပ်မှုရှိနေလားဆိုတာဘာလို့ဆိုဒါကနောက်ဆုံးကိစ္စလေးသိတယ်မလား economy ပြီးလို့ရှိရင် education health ဒါတွေကအရေးကြီးတဲ့ဟာတွေဒီအရေးကြီးတဲ့ဟာတွေ ကနံပါတ်1လာပြီးတော့မှနောက်ဆုံးကြမှအနုပညာရှင်အနုပညာကိုကြည့်တာအရှိရဥစ္စာတွေကအလုံးအစင်ပြနေပြီပြမဲ့အနုပညာကနောက်ဆုံးဖြစ်တဲ့အတွက်ဒီအနုပညာကိုကြည့်လိုက်တဲ့ဒီဟာလွတ်လပ်မှုမရှိဘူးဆိုလို့ဒီနိုင်ငံလွတ်လပ်မှုမရှိတဲ့နိုင်ငံပဲအဲ့တော့ဒါကိုကျင်းအာရမကြီးလွတ်လပ်နေပါတယ်ဆိုတဲ့ဥစ္စာမျိုးပြနေတာလည်းကျွန်တော်လက်မခံဘူးလို့အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့အရာတွေအားလုံးက မောဖြစ်ပါဘူးအားလုံးအဆင်ပြေနေပါတယ်ဆိုတော့ပုံစံကြီးသွားတာအရင်ကလုံးဝလက်မခံဘူးပေါ့နော်ဟုတ်ဒီအမှုပညာဆိုတာလူတွေကိုစိတ်ချမ်းသာအောင်လုပ်ပေးတာလူတွေကိုတနည်းတာပြင်းမှန်းလာတဲ့အရာကြီးကိုစိတ်ပြောင်းသွားအောင် relax ဖြစ်သွားအောင်လုပ်ပေးတဲ့အရာတစ်ခုအမှုပညာဆိုတော့ကျွန်တော်ခံစားအမှုပညာနဲ့ချက်အနေနဲ့ပေးပေးဆက်တာပေါ့နော်ဒီဒီကြည့်ရှုအားပေးသူတွေကိုအဲ့တော့ဒီအရောမျိုးကအရန်ဂုံယူတယ် လူတယောက်ကိုစိတ်ချမ်းသာအောင်လုပ်ပေးရတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ကဂုံယူတယ်။အဲ့ဒီဂုံအဲ့ဒီဂုံကိုမင်းတို့ဘာနဲ့မှလည်းမလဲနိုင်ဘူး။တော့တော်မင်းကအမှုပညာကိုတကယ်ချစ်တဲ့သူပတ်စံကိုပဲအဓိကမဟုတ်ဘဲနဲ့အောင်မြင်မှုကိုပဲတကယ်ကမဟုတ်ဘဲနဲ့တကယ်ကိုအမှုပညာချစ်တဲ့သူတွေကမင်းတို့နဲ့အတူတူမင်းတို့ပြောတာကိုလက်ခံမယ်လို့မင်းတို့ယုံကြည်တယ်။ဒါပေမဲ့အမှုပညာကိုကိုယ်ကိုယ်ချစ်လို့လုပ်တာတယောက်ထဲလူတယောက်ထဲအားပေးနေတာမှဒီလူတယောက်ထဲအတွက်ကိုပဲငါ entertain လုပ်မယ်ဆိုရက်စိတ်ဓာတ်မျိုးပေါ့နော်။အဲ့တော့ဒီအမှုပညာရှင်တွေက တို့မှာကကိုသူတို့မျက်နိုးတဲ့အမှုပညာတစ်ခုပဲရင်ထဲမှာရှိပြီးတော့ဒီဥစ္စာကိုဂုံတိတ်ခါအနေနဲ့ထိမ့်ချုပ်ထားတဲ့အရာအရာလေးတစ်ခုဖြစ်တဲ့အတွက်တရားတော်ဘာတန်ဖိုးကတော့ဘလောက်ပဲအောင်မြင်မှုဘလောက်ပဲပတ်စံပြေပြေလဲမှာမဟုတ်ဘူးတကယ်အမှုပညာကိုချင့်နေလို့တူရတော့မင်းတို့လို့မျိုးပြောချင်ပါရှင်ဟုတ် ဲ့ဒီရွေးကောက်ပွဲကလုံးဝလက်မခံပါဘူးပြည်သူတယောက်နေနဲ့ရောလူပညာရှင်တယောက်နေရောလုံးဝလက်မခံပါဘူးဒါကပြည်သူတွေရွေးပြီးတော့ပြည်သူတွေကတင်မြောက်ထားတဲ့ National League of Democracy နော်မြန်မာတို့ရဲ့မြန်မာတို့ရဲ့ government ကိုတင်းအာရမဖယ်ချပြီးတော့နေရာကိုလူယူထားတဲ့သူတွေရဲ့ကျင်းပကျင်းပပြုလုပ်တဲ့ ဒီ sham election ရောမျိုးလုံးဝလက်မခံဘူးစစ်တပ်ဘက်ကလုပ်နေတဲ့ရွေးကောက်ပွဲကတော့မျိုးရွေးကောက်ပွဲလို့သိမ့်မမပြုသလိုအာဒီရွေးကောက်ပွဲမှာရရှိလာတဲ့ result တွေကိုလည်းမျိုးအသေးမမပြုပါဘူးရှင်။အာဒီမြန်မာပြည်မှာစစ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲကပြည်သူတွေလက်ခံပြီးတော့ပြည်သူတွေရွေးချယ်မဲ့ဒီမျိုးရဲ့ government ကအခုလောလောဆယ်သူတို့ကဖမ်းဖမ်းဆီးထားတယ်ဖမ်းချုပ်ထားတယ်အဲ့တော့ ွေးကောက်ပွဲဆိုတာကမျှတမယ်ဒီမိုကရေစီဒီမိုကရက်တစ်ဖြစ်တဲ့နိုင်ငံတွေရဲ့ရွေးကောက်ပွဲဆိုမျှမျှတတပြိုင်ပွဲကိုဒီ election မှာပါဝင်ဖို့ chance ရှိရမယ်အခုကဒီ chance လည်းမပေးထားဘူးမြန်တို့ပြည်သူတွေပြည်သူတွေက government ဆိုပြီးလက်ခံထားတဲ့ပါတီကိုထောင်ထဲမှာထည့်ထားတဲ့အတွက်ဒီပါတီမရှိဘဲနဲ့သူတို့ကသူတို့ဘာသာသူတို့ ဟေးအိမ်မှာသူတို့ဘာသာပွဲလုပ်တယ်လို့ပဲကိုလူကိုပေါ်ပြီးတော့ရေကောက်ပွဲလုပ်တာကြီးอ่ะဒါမျိုးတို့လက်ခံတရားလုံးဝအကြောင်းမရှိဘူးအဲ့တော့တီတူဘက်ကနေပြီးတော့ရွေးချယ်ထားတဲ့သူတွေတီတူတီတူတွေကဗုတ်ပေးခြင်းနဲ့သူတွေကိုထောင်ထဲမှာထည့်တာပြီးလုပ်တဲ့ရေကောက်ပွဲတော့လက်မခံပါဘူးရှင်ဟုတ်အမ်ကျွန်တော်ကတော့ example ပေါ့နော်မြန်မာနိုင်ငံမြေတွင်းမှာရှိမှတာလေအနည်းပြန်လောက်ကိုလောက်လောက်လို့ရတာမဟုတ်ဘူးဒါကကျွန်တော်ကတော့ရုပ်ရှင်ဖန်တီးသူတခြင်းဖန်တီးသူတော့မဟုတ်ဘူးပေါ့ ကျွန်တော်ကတော့ modeling ပိုင်းနဲ့တွားတာပေါ့ um international မှာနေပြီးတော့အနည်းပညာလောက်ကိုလည်းလုပ်လို့ရတာပဲဟို map up view သူတို့ဆိုလို့ရှင်တယ်ရုပ်ရှင်ရိုက်တယ်အဲတခြားအဲသူတွေပေါ့နော်အမ်မက်ထရီစာတို့လည်းရုပ်ရှင်ရိုက်ကြတယ် international ရောက်နေပြီးတော့ခါရာတို့ဆိုလည်းရိုက်နေရပဲအဲ့တော့လွယ်တော့မလွယ်ဘူးပေါ့ဒါသူကိုကတခြားနိုင်ငံမှာ အစအနေပြန်စားရတာဖြစ်တဲ့အတွက်မလွယ်ဘူးဒါပေမဲ့အနုပညာဆိုတာခုနပြောသူပေါ့လွတ်လပ်ပိုင်ခွင့်ရှိလွတ်လပ်မှုရှိတယ်လုတ်ပိုင်ခွင့်ရှိတယ်ဖန်တီးပိုင်ခွင့်ရှိတယ်ဆိုရင်ဘယ်နေရာဘယ်ချိန်ဝဆိုအနုပညာလုတ်ကိုလုတ်လို့ရပါတယ်ကျွန်တော်ကတော့ဒါကိုတော့ယုံကြည်တယ်ပေါ့ဟုတ်အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့အရာကိုမျိုးလုံးအနေနဲ့ကမျိုးလုံးကိုယ်တိုင်လည်းကိုချင်းသူတို့ကိုချင်းစားသလိုသူတို့ကိုယ်တိုင်လည်းတော်ရမှရှိနေတယ်တော်လန်အရေးအတွက်အသက်တည်စတေးပြီးတော့ သွားနေတဲ့သူတွေကိုလည်းကိုချင်းစပါလို့ပြောချင်ပါတယ်။ဟုတ်တယ်ကိုဘွားကိုရဲ့ကိုရဲ့ livelihood စာဝတ်နေရေးအလူမီယာရှင်ရယ်ဆိုလို့ရှိရင်သူရဲ့စာဝတ်နေရေးဒါပေမဲ့သူရဲ့စာဝတ်နေရေးဒီတော်ထဲမှာရှယ်သူတွေလောက်တော့မဆိုးဝါးလောက်ပါဘူး။အာညနေရက်ထင်းနေပေါ့နော်။ဒီတော်လန်ရေးဆိုတာကကို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 ချင်းလို့မရဘူးရှင်။အားလုံးကတယောက်တယောက်ချင်းတယောက်ချင်းတယောက်ချင်းစီက နိုင်ငံအတွက်ကိုကြည့်မှသာလေတော်လိုင်းရအောင်မျိုးမျိုးဒီမိုကရေစီပြောဒီမိုကရေစီဆိုတော့ပြင်ရလာမှာပါဖက်ဘက်ကနေကိုတက်နိုင်သလောက်ပါဝင်ပေးပါလို့နိုင်ငံထဲမှာရှိလဲတက်နိုင်သလောက်ပါဝင်ပေးပါအဲ့ဒီပါဝင်တဲ့နေရာမှာလဲ boycott ဆိုတာကလည်းအရင်အရေးကြီးတဲ့အတွက် boycotting ကိုအဓိကလုပ်ပေးပါလို့ကျွန်တော်ကတော့မြစ်တာရခင်ရှင်နေပေါ့နော် boycotting ကကျွန်တော်တို့ဒီ Palestine Gaza อิสราเอลกับปาเลสไตน์ปิดตามาဆိုလို့ရှင် boycotting အရန်ကိုထိတိယောက်ရှိတယ်အဲ့တော့ညလို့လို့လဲဒီမှာနိုင်ငံမှာ boycotting လုပ်မယ်ဆိုလို့ရှင်ဒီစစ်တပ်ကို funding မရအောင်လုပ်မယ်ဆိုလို့ရှင်တော့သူတို့အနေနဲ့အများဆုံးကြာရှုံးပြီးတော့ညလို့ဒီမိုကရေစီကိုပြန်ရဖို့ပို့ပြီးတော့နီးလာမှာပါလို့ပြောချင်ပါရှင်